။ဘင်္ဂလာရအလုံးကျမ်းပါပါစေချမ်းသာပါစေ။ပိုင်ရဲကိုမြင်နာမြဲပိုင်ကိုတကြလို့အလုံးပျော်ရွှင်ပါစေ။ကျောင်းဝင်တာပိုင်စုမကောင်းတောင်းပါလေဗျာ။ဒါဒီနေ့အကြံဖတ်တရဒီဒီခေါ်မယ်ဆိုတော့အနေထားလေးနဲ့ဒါပုံမှန်ခဲပြောတာကိုကျွန်တော်ညီကောင်မလေး share link ပြန်ဝေပေးပါမယ်။နောက်ခါမရင်းမှုပါကျွန်တော်တို့ဒါ73နှစ်ကလေးကိုစောင်းမှုနဲ့မှာမရင်းတီတပ်ဖြတ်လိုက်တဲ့အမှုပါဒါကျွန်တော်ဒီကနေ့ဒီမှာ share link ပြန်ဝေပေးပါမယ်။ကျွန်တော်တို့အထူးထူးကြည့်လိုက်ကြအောင်များနော်။ တော့ပြန်ပြီး highlight လုပ်မယ်ပေါ့နော်အလိုလဲဆိုတော့ဒါလုံးဝဖြစ်တင်ပါဖြစ်တင်ပါလေလက်ရှိလောဆယ်နေထားမှာညီတို့ပေါ့နော်အဲဆွမ်းတော့ပြောသလိုပေါ့ရွေးကောက်ပွဲစမယ်နေ့လားသို့မဟုတ်ရွေးကောက်ပွဲမစခင်လားညီတို့ဘက်ကအထူးစစ်တစ်ခုဒါမှမဟုတ်တတိယလာရင်လားဒီ day တစ်ခုခေါ်ပြီးတော့ကျုံးမှုတော့လို့ပြီဗျကျုံးမှုတော့လို့ရှင်းရှင်းလေးပဲညီတို့ရှောင်းနေတဲ့ပန်းတိုင်းပေါ့နော်ညီတို့ရှောင်းနေတဲ့လမ်းကြောက်အောင်သွားနေတဲ့ပန်းတိုင်းမှာဝင်ရှုပ်ရှုပ်တဲ့ကောင်မှာကျုံ့ရတကယ်တမ်းတော့ဒီအခြေအနေမျိုးဒီရက်လိုဟာမျိုးဟာညီတို့ ီဇွန်မှာစုံမယ်ဆိုရင်တော့ကိုယ့်အိမ်ကိုပေါ့နော်ကိုယ့်အိမ်ကိုမှာနေပြီးစုံရမယ်အနေထားတစ်ခုပါနိုင်နေပါတကယ်တမ်းတော့ပေါ့နော်ဝင်ရှုပ်တဲ့လူတွေရှိနေလို့ပေါ့နော်တကယ်တမ်းတော့ရှင်းတယ်ဗျညီတို့ကဘာမှ view site မနေနဲ့ဒီထဲကြောက်เสียရလဲဘာမှမရှိတော့ညီတို့အနာကက်တွေလည်းမှောင်ဖုံးနေကိုရှောက်မဲ့လမ်းမှာဝင်တားရင်သူ့နဂါးတွေတရုတ်တွေနားမလဲအကုန်လုံးဝင်ပြီးတော့တည်ရမလားရှုပ်ကိုလမ်းမှာရှုပ်နေတော့ရှင်းပလိုက်ဖို့လိုတယ်ဗျာတည်ရမလားအဲ့လိုပုံစံမျိုးနဲ့ညီတို့သွားနိုင်မှရပြီးလို့ရှိရင်ညီတို့အခုပြဿနာအဓိကပြဿနာပါလဲဆိုတော့စစ်ကောင်တွေကစစ်ကြောင်းထုတ်လို့ လူအယောက်တရာပေါ့နော်အယောက်တရာနဲ့ထိုးပြီးဆို80လောက်ကပေါ်တာဆွဲတဲ့ကောင်တွေကြီးပဲနော်လူငယ်တွေမျိုးဘွားလူငယ်တွေပေါ်တာဆွဲတဲ့လူတွေကြီးပဲ20လောက်ပဲသူတို့စစ်ကောင်စီရေပေါ့နော်တန်တီတက်ပါကျန်တဲ့80လောက်ကမိလို့ရှိရင်တော့တနာကမားနဲ့အဲ့လိုမျိုးတွေပေါ့နော်လူငယ်တွေကိုတော့ကိုချင်းစားတယ်ဗျညီတို့လည်းလူငယ်ပဲအဲ့တော့ကြတော့မင်းတို့မျိုးပေါ်မှာနေပြီးတော့သိရမလားလပိတ်တွေတောက်လိုက်ဂိမ်းလေးစော်လိုက်သိရမလားဘီယာလေးတောက်လိုက်အဲ့ကော်မလေးနဲ့ရှောက်သွားလိုက်လုံးမနေနဲ့ဒီချိန်ကရွေးချယ်ဘယ်ဟာကိုရွေးချယ်မှလဲကြားနေတယ်ဆိုတာမရှိတော့ဘူးဒါနောက်ဆုံးပွဲဖြစ်နေပြီနောက်ဆုံးပွဲပဲ အစိုးဖြတ်ပြီးမဲ့ပွဲတစ်ခုဖြစ်နေပြီဒီချိန်ကအဲ့တော့ကြတော့ဘက်ရွေးတော့စိုက်တဲ့ဘက်ကိုရွေးတော့ညီတို့အနေနဲ့လည်းညီတို့လမ်းကိုတော့ရှုပ်ရင်တော့ရှင်းရတော့မယ့်အချိန်ရောက်ပြီအဲ့တော့ကြတော့ညီတို့ကတော့ရှင်းရှင်းပဲပြက်ပြက်ပဲကိုလမ်းကိုရှုပ်ရင်တော့ကိုကြောက်အောင်သွားမယ်ပန်းနိုင်အောင်ဘယ်လိုရှုပ်ဘယ်လိုစူးမျိုးပဲဖြစ်ဖြစ်ချင်းပလိုက်မှာတခါလဲအမြင့်ပါပြန်ထွက်မှာဆိုလို့မိပါရှုပ်ရင်ရှုပ်လိုက်မယ်အဲ့ဒီစူးတွေကိုအဲ့လိုမျိုးထိညီတို့ကသွားမှာဖြစ်တယ်အဲ့တော့ကြတော့မျိုးပေါ်မှာရှိတဲ့လူငယ်တွေအနေနဲ့လည်း view site ပါအဲဘာပဲဖြစ်ဖြစ်ဒီချိန်မှာရွေးချယ်ပါလူငယ်ဒီတိုင်းပြည်ရဲ့အနာဂတ်ဖြစ်ပါလေ တိုင်းပြည်ရဲ့အနာဂတ်ဆိုပြီးတော့ဗောနော်လက်ရှိသစ္ဆုတ်ပံမှာတော့ငါတို့လူကြီးတွေဖယ်မပေးဘူးဆိုတာလေဖျောက်တင်နေကြတော့လူငယ်လက်ရှိသစ္ဆုတ်ပံမှာလေလူငယ်တွေအတတ်တရောပါဝင်မှာလူငယ်တွေဆုံးဖြတ်ပါခဏတာပျော်ရွှင်မှုကိုရွေးချယ်မှာလားကျွန်တော်တို့ခေဆက်ဆက်မှာပျော်ရွှင်မှုကိုလိုချင်တာလားခေဆက်ဆက်မှာပျော်ရွှင်မှုကိုလိုချင်လဲဆိုဒီအမှောင်ထုကိုကျွန်တော်တို့အတူတူဖြိုးဖို့လိုပြီးအဲ့တော့ကြတော့အတူတူရုံးမှရမယ်အဲ့တော့လူငယ်တွေအနေနဲ့ကျွန်တော်တို့ရွေးချယ်ပါလို့ကျွန်တော်ကတော့ပြောချင်တယ်ပြီးရင်ကျွန်တော်တို့ဘလို့အခက်အခဲမျိုးပဲရှိရှိညီတို့တွေ ပန်းနိုင်ကိုရောက်အောင်သွားမယ်ရှိနေတဲ့အမှိုက်ကိုလည်းရှင်းပြဖို့လိုပါတယ်ရှင်းရဲဖို့လည်းလိုတယ်ရှင်းတော့မယ်လို့လည်းညီတို့အဲညီတို့ရဲ့ညီကိုတွေကိုယုံကြည်ပါတယ်ညီကတော့ရှင်းတော့ပါဗျာဒါဟာပွင့်လင်းပြောအဲ့ဒီမှာဒီကောင်ဘုံမိုက်ခဲလာသူကမိုက်ခဲပေါ့ဗျာမသိတာယုံုံစက်ကြောင်းလဲထိုးတော့ဒီကောင်ပြေးလိုက်တာဘယ်နေရာကိုရောက်လို့ရောက်သွားမှမသိတော့ပထမမြင်းကြံတို့ကြီးတောင်းသားမှာဒီကောင်လေးအုပ်စုစိုးမိုးနေတာပြောပြောပြီးပြေးတာပြောပြောပြီးပြေးတာအခုသူကနဂါးကြီးလာပါလားတရုတ်တော်မှသွားစိတ်ခေါ်သေးတယ်ကိုအစင်ဟာ ကိုမြင်းကျန်းထဲမှာရှိနေတဲ့သူမက်ဒီကယူမွန်လို့အဖွဲလောက်တော့မနိုင်တဲ့ကိစ္စထွက်ပြေးရတဲ့ကိစ္စကိုဒီကောင်အပေါ်မှာစကားအထိပြောတဲ့အဲ့ဒီကောင်ရောက်ဒါလူငယ်တော်တော်များများသိကြတယ် PDF တွေတော်တော်များသိကြတယ်နိုင်ငံရေးသမားတွေကြောင့်လူငယ်လူငယ်တွေသိတာကျွန်တော်ဒီမှာပြလူငယ်တော်တော်များများဒီမှာအထုပ်တွေအပိုးတွေနဲ့တည်နေကြတာချင်းဟာလားအဲ့ဒါအကောင်အလောင်းနေကြီးပဲเนาะအကောင်အလောင်းနေကြီးပဲ အဲ့ဒါဒီ2021အရေးခင်ဒါရှင်းဟိုဘယ်လိုပြောရမလဲဆိုတော့ခင်ဗျားတို့အသိဉာဏ်ပညာနည်းတာလားအခုဒီခုကျွန်တော်ပြတဲ့ဟာလीဒါကအခုကျွန်တော်ပြတဲ့ဟာကဒီကအလောင်းတွေပဲအဲ့ဒါအခုเนาะအလောင်းတွေပဲထုတ်ပြီးတော့ဒါသူတို့တေကြတာတေကြတာအဓိကနိုင်ငံရေးသမားတွေရဲ့လှုပ်ဆော်ပြီးဒီကလေးတွေအကုန်တတ်ပြစ်တာ အဲ့နိုင်ငံသမားတွေကြောင့်သူဒီမှာနိုင်ငံတိုင်းမှာရှိတာခိုးဆိုးအကုန်လုံးလုတ်ပြီးတော့မှစီမံကိန်းပေါင်းစုံငွေကြေးပေါင်းစုံဒေါ်လာငွေဒေါ်ဘီလီယံနဲ့ပေါင်းစုံဒါအခရီးတရားလိုက်စားပြီးတော့မှဒါတောင်းတော့ကအေးအေးယူဆောင်ရွက်လိုက်တဲ့အချိန်တိုင်းကြာလိုက်ကြကောထွက်ပြေးသွားပြီးတော့လူငယ်တွေကိုတောက်ချောက်နိုင်ငံသားမှာနေပြီးမှိုင်းတိုက်တော့တာတောက်ချောက်လူငယ်တွေကိုတည်စီတော့တာနော်သူတို့ကိုယ်တိုင်နဲ့ဒီမှာလာတိုက်တာမဟုတ်သူတို့ကိုယ်တိုင်ဒီဒီလို့ခေါ်လိုက်တယ်ဒီဒီလို့ခေါ်လိုက်တော့စစ်မြေမြေမင်းသိကားသိချမယ်ဆိုပြီးတော့မှဒါလက်ရှိကဒီဒီခေါ်တယ် ခေါ်တဲ့ကောင်မင်းသိငါသိချမှာဆိုတော့တမမနဲ့တမမရှိတာဘုံနဲ့ချချမယ်အနုပြုဘုံနဲ့ချချမယ်ချချင်တာနဲ့ချမယ်သူတို့လည်းချချင်တာနဲ့ချလာအခုကြတော့မှဒီဒေးကဘယ်နှခါတော့ခေါ်နေကြလဲမသိဘူးဟုတ်လားဒါနာအဲ့ဒီကောင်လေးဒီဒေးဆိုတာကအတိတ်ပဲနဲ့ဘာမှမသိဘဲနဲ့ပြောချင်တာလျှောက်ပြောနေတော့အခုတေကြတဲ့ဟာတွေတွေ့ကြအဲ့တော့ဒီကောင်လေးပြောတဲ့ဒီဒေးဒီဒေးဒီဒေးဆိုတာကဘာဖြစ်တယ်လဲတိုင်းကြီးဖြည့်စည်းတာပဲဖြစ်တယ်အနာကလူငယ်လူရွယ်တွေကိုဖြည့်စည်းတာလေသူတို့ရဲ့ရီမှန်းချက်ကပါလဲ အမောင်တို့ဆိုဘယ်နေအောင်အမောင်တို့ဖြစ်တာနိုင်ငံတကောင်စင်းရ50တန်းရှိတယ်ဆိုပါဆိုဒီကောင်တွေဘက်မှာဘဏ္ဍာန်းပါနေလို့ကျွန်တော်တို့မသိလို့ကြီးတာဟုတ်လားဘာမှမရှိဘူးအလင်ကပြောပြောပြီး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 သူတို့ဗစက်နဲ့တတ်နေတာဗစက်နဲ့ဒုက္ခတွေပေးနေတာတော်ကြမှာတော့မင်းတို့ကမင်းတို့အသက်တည်သွားပြီးမင်းတို့မရှိတော့မှပဲဒီတိုင်းမြန်ငြိမ်းချမ်းတော့မယ့်အပုံစံမျိုးရှိတယ်နော်ရေကောက်ဝဲတောင်တော်ရဲ့ထွက်ပေါက်ဆိုတာမင်းတို့စောက်ယူတွေရှောက်ပြောနေရေကောက်ဝဲဖြစ်သွားလို့ရှိရင်ငါတို့ပြည်သူတွေကဘာဖြစ်မလဲ စစ်တပ်ရဲ့အုပ်ချုပ်မှုအောက်ကလွတ်သွားပြီပြီလားစစ်အာဝန်နေမင်းတို့ပြောတဲ့ဒီစစ်အာဏာထိန်းသိမ်းမှုအောက်ကငါတို့ကလွတ်သွားပြီအဲ့တော့ငါတို့ကအဲအေးတဲ့နဲ့ငါတို့ကငါတို့အလုံးလုံးလို့ရပြီကွာအာဒါဆိုင်ကယ်ဒီနဲ့ဟိုတွေးတဲ့ဟာလေးအကုန်လုံးဟိုစစ်ဒီစစ်မတင်ခိုင်းနဲ့ရှောက်ပတ်ပြီးစစ်နေကြအောင်မှာအဲ့ဒီဂျားလဲဒီမှာလူငယ်လူရယ်တွေအကုန်ရုန်းကန်နေကြတယ်နော်အဲ့တော့မြို့ရွာတွေတိုင်းမှာရုန်းကန်နေကြတယ်ဒီလိုဟာမျိုးမှာ တရားရောက်ကနေက तू ကအကြမ်းဖက်ပါ तू ကဘာပါ तू ကညာပါဆိုရင်တိုးလိုက်လို့ရှင်လေထောင်ထဲရောက်အောင်မအရိုက်နဲ့ခံအောင်မညင်မနှိမ့်ဆက်ခံအောင်မအမျိုးမျိုးခံရအောင်မဒါတွေကိုရွေးကောက်ပွဲကနေအကုန်လွတ်သွားပြီ အစိုးရတက်လာပြီအစိုးရတရားကနေက तू ကသူအစိုးရအတိုင်းရန်ရန်တိုင်းလှုပ်လှုပ်ပြီအဲ့ဒီအောင်မျိုးလွတ်လပ်သွားမယ်အနေထားကိုမင်းတို့ကငါတို့မြန်မာနိုင်ငံထဲမှာရှိနေတဲ့လူတွေအကုန်လုံးကိုဒီအောက်ထဲမှာပဲဒီစက်ကွင်းထဲမှာပဲမင်းတို့ထားထားပြီးတော့တမ်းတော်စစ်တပ်ကိုပဲမင်းတို့ပြပြီးစီးပွားရှာစားခြင်းနေတဲ့ပုံစံပဲရှိတယ် တကယ်တကယ်လူငယ်လူရည်တွေသိရမှာစကားလေးကတခေါမဲ့ကိုပိုင်ကြီးပြောပြလိုက်တယ်။မင်းတို့ခေါင်းထဲမှာတတလုံးနဲ့မှတ်ထားအသိဉာဏ်နဲ့အမြဲတမ်းကိုယ့်ဘက်ကိုဒါစဉ်းစားထားဖို့လည်းလိုတယ်။ကိုပိုင်ကြီးပြောတာမှန်လားဒီကောင်လေးပြောတာမှန်လား။မင်းတို့ခုလက်ရှိမင်းတို့ရက်ွက်တွေမင်းတို့မျိုးနယ်တွေမင်းတို့တိုင်းတွေမှာစစ်ပွဲတွေဖြစ်တယ်ဟုတ်လားမင်းတို့သွားလာနေနေရာမှာလည်းပဲလုံခြုံမှုမရှိဘူး ဘယ်ကောင်ကတခိုးမှမသိဘယ်ကောင်တပြားမှမသိဘယ်ကောင်ကဟိုတက်ကမှမသိဘယ်ကောင်ကထောင်လဲမှမသိဘယ်သူကရဲမှမသိဘယ်သူကမှမသိအကောင်မြင်သမားကြောက်နေရတာအကောင်လုံးမြင်သမားကြောက်နေရတာအာမင်းတို့တောင်းလိုက်တော့ဟိုဒီဟိုမကျင်တဲ့လို့တွန်းလိုက်တဲ့ဒီကောင်အကြမ်းဖက်ဖက်တွန်းလာဒီကောင်တလန်ဆိုတွန်းလိုက်ထောင်တေယုံမယ်အဲတောင်းတော့မကျင်တဲ့လို့အာ तू ကအကြမ်းဖက်အားပေးပါ तू ကအကြမ်းဖက်ပါပါဆိုတွန်းလိုက်ထောင်ကြအောင်မယ်ရိုက်နှက်ခံအောင်မယ်ပြီးထောင်ကြအောင်မယ်အဲ့တော့အဲ့ဂျားကြီးလွတ်မှန်ကိစ္စကရွေးကောက်ပွဲအစိုးရတက်လာမယ် အေးတဲ့တဲ့နေရာမှာပြည်သူတွေစီးပွားရှာမယ်အလုံးလုံးရမယ်ရရှိတဲ့ငွေကြေးလေးစုဆောင်ပြီးဖရားတရားနဲ့ဒါသာသနာပြုစာကြီးလုပ်နိုင်တယ်အဲ့ဒါဘယ်လမ်းကိုရွေးမလဲဟုတ်လားအဲ့တော့ရွေးကောက်ပွဲကရှင်းရှင်းလေးပဲနော်မင်းတို့ကဘယ်ပါတီကိုကြိုက်တာလဲမပါလဲမင်းတို့ခေါင်းပေါ်မှာမဟုတ်သေးတယ်တရားမှမထည့်လဲအဲမင်းရွေးကောက်ပွဲပြိုင်နေနိုင်ဟိုပါတီတွေကမင်းတို့ဥပမာကွာပြေခိုင်မျိုးရှိမယ်ကွာအာကြံတဲ့ပါတီတွေရှိမယ်ကွာဟုတ်လား မင်းတို့ကအများဆုံးမကျေနပ်တာအပြေခံမျိုးကိုမကျေနပ်တာဖြစ်တယ်။နော်။အဲ့တော့မင်းတို့မကျေနပ်ပါဘူးဆိုတော့ပြေခံမျိုးကအော်တိုမက်တစ်အစိုးရဖြစ်နေတယ်။ဘာဖြစ်လို့မင်းတို့နှောက်ယှက်နေတာ။နှောက်ယှက်နေတော့စစ်ပွဲတွေဖြစ်တဲ့နေရာမှာဘယ်သူမှမဲပေးလို့မရအောင်မဲပေးလို့မရအောင်အဲ့ဒီနေရာမှာပြေခံမျိုးရဲ့ကိုယ်စလေလောင်းကအဲ့ဒီနေရာမှာဝင်ပြိုင်ပြီးအဲ့ဒီကိုယ်စလေလောင်းသီးသန့်မဲ့နိုင်မယ်။အဲ့ကိုယ်စလေလောင်းသီးသန့်လွတ်တော်တဲ့ရောက်မယ်။လွတ်တော်တဲ့မှာတမနာရွေးတဲ့ခါကျအဲ့လွတ်တော်ကိုယ်စလေလောင်းကနေမှမဲထည့်လိုက်နေမှာသူတို့တမနာကို ဲ့တော့မင်းတို့ထပ်သေးမှာပဲရှိတယ်ထပ်ကောင်းစားမှာမရှိဘူးအဲ့တော့လွတ်လွတ်လပ်လပ်နဲ့ပါတီတိုင်းကမဲရွေးချယ်ခွင့်ရအောင်မင်းတို့ကိုယ်နဲ့အုံနောက်နဲ့စဉ်းစားပြီးလုပ်ပေးရမှာတိလားမင်းတို့ဒီလိုဒီဒီတွေပါညာခေါ်ရမှာမို့မင်းတို့ကိုယ်တိုင်အုံနောက်နဲ့စဉ်းစားမှာဩငါတို့ကပြည်ခိုင်ပြုတ်ကိုမချိနဲ့ဘူးအဲငါတို့နေရမှာပြည်ခိုင်ပြုတ်ကအဲသူကသူတယောက်တည်းပဲသူမဲဆန္ဒရှင်ရန်သူကသူတယောက်တည်းပဲထဲတိုင်းအားလုံးဘယ်သူမှလာပြိုင်တာမို့သူတယောက်တည်းသူကသူနိုင်သွားပြီအဲ့လိုမျိုးနေရာတွေအများကြီးတယ်ရန်ဒီမြန်မာပြည်မှာ เนาะအဲ့တော့ automatic အကုန်လုံးဟာလွတ်တော်လဲရောက်သွားလို့ရှင်အဲအဲ့မှာနံပါတ်1မင်းတို့တိထားရမှာက25ရာခိုင်နှုန်းကတက်တော်ကိုလွတ်တော်ထဲမှာရှိတယ်လွတ်တော်ထဲမှာရှိတယ်ပြီးတော့လို့ရှင်လို့ရှင်ရကျန်တဲ့ပြည်ခိုင်မျိုးကလည်းပဲဒီဘက်ကထပ်ဆုလိုက်မှဆိုရင်လွတ်တော်ကိုယ်စလဲတွေနဲ့အားလုံးပေါင်းလိုက်မှဆိုရင်စစ်တပ်ဘက်ကလည်းပဲဒုသမနာတယောက်ထပ်ပေးရအောင်မယ်เนาะ အဲ့တော့စစ်တပ်ကဒုသမနာတယောက်ကဒီဘက်ကငကိုတဲ့ပြည်ခိုင်မျိုးကတောက်ချောက်နေရမှာဝေပြိုင်နာတို့လွတ်တော်ကိုယ်စားလှယ်ရောက်လာဆိုမင်းတို့မကြိုက်ပါဘူးဆိုတဲ့ပုံကိုယ်လေးပဲမင်းတို့ထပ်မြင်အောင်မှာလာမယ်နဲ့မှာလာမယ်ရေကောက်ပေါ်မှာမင်းတို့မကြိုက်ဆိုပုံကိုယ်လေးမြင်မယ်မင်းတို့မကြိုက်ဆိုတဲ့သမနာတွေမြင်အောင်မယ်အဲ့တော့မင်းတို့အဲ့လိုမမြင်ရင်ပြည်သူဒီပါပါဝင်လို့ရအောင်အရသာပြည်သူတွေပါအေးတကြနဲ့ပါဝင်လို့ရအောင်မင်းရွေးကောက်လို့လည်းအေးတကြနဲ့ရွေးကောက်လို့ရအောင်မင်းတို့လှုပ်ပေးရမှာမဟုတ်လားမလှုပ်ပေးဘူးဆိုလို့ရှိရင်မင်းတို့က အမြင့်ပြတ်ခံရမှာဘာဖြစ်လို့ဆိုတီခိုင်မျိုးတက်လာရင်မင်းတို့ကိုအကုန်မြင့်မြတ်ဖြစ်ဖြစ်မှာမင်းတို့တော့လည်းပဲတီခိုင်မျိုးကအာပါတီဝင်တွေကိုမင်းတို့တောက်လျှောက်လိုက်တတ်ဖြစ်တယ်ဒလန်နေဆိုပြီးလိုက်တတ်ဖြစ်တယ်အဲ့တော့လူဆိုတာကအလဲဆိုတာဝက်ကလည်းလိုက်တတ်တယ်ကွာအလဲဆိုတာလည်းရှိတတ်တယ်အဲ့တော့မင်းတို့ကအာဒါရိုးရိုးလေးပဲပြောမှာကွာမင်းတို့ကသူမျိုးကိုတတ်လိုက်တယ်မင်းတို့လည်းပဲအဲ့တတ်တဲ့သူတွေပဲတည်တဲ့သူတွေအများကြီးပါပဲငါတို့ပြန်တွေ့တာဒါဒီနေ့ဆိုရင်ဒါအာငါပြောပါလေဘုံကျတဲ့နေရာလေး15နေရာ16နေရာလောက်ရှိတယ်တော်တော်များများကိုငါတို့ ဟိုဒီမရိယာဘတ်တွေဆိုတော်တော်များများအရှိချမ်းနေနောက်ချမ်းနေငါတို့မြင်တွေ့ရတယ်ငါတို့ကအဲစစ်တပ်ဘက်ကလည်းမဟုတ်ဘူးနော်ပါတီတွေဘက်ကလည်းမဟုတ်ဘူးငါကိုယ်တိုင်နဲ့ဘယ်ပါတီမှမဝင်ဘူးဘယ်ပါတီနဲ့မှလည်းငါလည်းမပတ်သက်ဘူးနော်အဲ့တော့ပြောချင်တာကမင်းတို့ကိုယ်တိုင်ကပြည်ခိုင်မျိုးကိုမကြိုက်ဘူးဆိုလို့ရှိရင်မင်းတို့ကိုယ်တိုင်ကအခြားပြည်သူတွေနဲ့အခြားပါတီတွေဟိုမမှန်ကန်ကန်ရွေးချယ်ပြီးဝင်ပြိုင်လို့ရအောင်လို့မင်းတို့ကဝိုင်းဝန်းပြီးတော့ပတ်ဖို့ပေးရမှာ ရွေးကောက်ပွဲကိုနှောက်ရှက်ရမှာမဟုတ်ဘူးเนาะရွေးကောက်ပွဲနှောက်ရှက်ပြီဆိုတာနဲ့မင်းတို့လယ်ဘင်းကိုမင်းတို့ကျိုးခွင်းဆွတာနဲ့အတူတူပဲနံပါတ်1အားလုံးဗမာမပြိုင်တော့မရတဲ့မင်းတို့ဟိုတိုက်ပွဲတွေဖြစ်နေတဲ့နေရာမှာပြည်ခိုင်မျိုးပါတီတွေကအကောင်ပြိုင်မှာအဲ့နေရာမင်းတို့56မြို့နယ်မှာ56မြို့နယ်လုံးမှာပြိုင်မှာဘသူမှမထက်တဲ့သူတော်တဲ့သူကသူမဲထည့်ပြီးတော့သူကသူလွတ်တော်တဲ့ဝင်သွားလိမ့်မယ်အဲ့ဒါကိုမင်းတို့လိုလားတာလားလိုလားမင်းတို့ဆက်လုပ်လိုက်လေလိုလားရင်လိုလားတဲ့အတိုင်းလုပ်လိုက်ဒါမင်းတို့ရဲ့တမိုင်းနဲ့ ဟုတ်လားငါတို့ကတီခိုင်မျိုးတက်လဲအားပေးမယ်ဘယ်ပါတီတက်တဲ့အားပေးမယ်ဘာကြောင့်အားပေးမလဲနိုင်ငံကိုတိုးတက်အောင်လုပ်မယ်မြည်သီးပါတီမဆိုငါတို့ကလက်တွဲတယ်နော်ဘာဖြစ်လို့ဆိုတာတိုင်းပြည်အေဂျင့်အောင်လုပ်တယ်မြည်သူကိုမဆိုတန်ဖိုးထားတယ်မင်းတို့ကတိုင်းပြည်ကိုအေဂျင့်အောင်လုပ်မယ်ဆိုမင်းတို့ကိုလည်းတန်ဖိုးမထားစရာအကြောင်းမရှိတနိုင်ငံလုံးကတန်ဖိုးထားလိုက်မယ်နော်အဲ့တော့မင်းတို့ဘာပဲလုပ်လို့တရားနဲ့ညံနဲ့လုပ်ပါအတိတရားနဲ့အတွေးခွန်နဲ့လုပ်ပါမင်းတို့ရွေးကောက်ဝယ်နောက်ဆက်အစိုးရတည်းရဲ့လှုပ်ဆောင်တဲ့ဟာတိုင်းဘယ်ဟာမှမင်းတို့ ဟိုရတယ်ဆိုတာမှရှိအခုမင်း၄နှစ်ကျော်လာပြီမင်းတို့ဘာလုပ်လို့ရတယ်ဘယ်နေရာမှာဘာမင်းတို့ရန်နေရအစိုးရရန်နေရဖွဲ့စည်းလို့ရတယ်ဘယ်နေရာမှာစီးပွားရေးလုပ်ငန်းကြီးနဲ့ကြီးကြပ်ခန်းနာဆိုတာလုပ်ဆောင်လို့ရတယ်ဘယ်နိုင်ငံတွေနဲ့ချိတ်ဆက်ပြီးတော့စီးပွားရေးလုပ်ငန်းလုပ်တာမရဘူးလေဘာဖြစ်လဲဆိုတော့အကြမ်းဖက်ကနေပြီးတော့မှအဲတဘုံဖြစ်မှာတဘုံကနေတခိုးဖြစ်မှာတခိုးကနေပြီးတော့မှမြေကြီးတွေရောက်မှာအဲ့တော့အဲ့ဒါတွေကိုမင်းတို့စက်ဖြစ်ခံမလားဒါမှမဟုတ်မင်းတို့ကိုပြန်ပြီးတော့ကုညီနိုင်မှာဆိုတော့ပါတီတွေကိုမင်းတို့တက်လာအောင် ပြည်သူတွေကိုပြန်ကူညီမလားဒီနှစ်ခုပဲမင်းတို့ရွေးရမယ်ပြည်သူတွေကူညီမှဆိုရင်မဲရွေးကောက်ပွဲကိုမင်းတို့ကဝိုင်းဝန်းပြီးတော့မှကူညီပေးရမှာကျွန်တော်ဒီနေရာနေကမှဒီမဲရွေးကောက်ပွဲကိုကျွန်တော်ကူညီပေးမယ်ပြီးွားရွေးရွေးသားသားပြိုင်ညာကျွန်တော်မနှောက်ယှက်ပေးလို့ဆိုရပြီအဲ့တော့ဆိုအခြားပါတီတွေကပါအဲ့နေရာဝင်ပြိုင်ဖို့အတွက်ပြေးလာလိမ့်မယ်ပြေးလာတဲ့ခါကျအခြားပါတီနိုင်ပြည်ခိုင်ပြိုးကတဖြည်းဖြည်းကြာကြာသွားလို့ရှိရင်အခြားပါတီတွေကဟုံးစုတက်လာရင်အဲ့ဒီမှာမျှသွားလိမ့်မယ်ဘယ်နဲ့ နမောဆိုနေရတိုင်းမှာအကောင်ပြေခိုင်မျိုးဆိုမင်းတို့တော့လို့ပဲ LED ကလွတ်တော်တဲ့မှာအကောင် LED တွေကြီးပဲပြေခိုင်မျိုးမရှိဘူးအခုဆိုလည်းပြေခိုင်မျိုးတွေကြီးပဲ LED မရှိဆိုဖြစ်သွားလိမ့်မယ်နော်အဲ့အလားဒီရတော့မရှိတော့တာအချားပြည်သူအချားပါတီတွေမရှိဘူးဖြစ်သွားလိမ့်မယ်အဲ့တော့အဲ့ဒါမင်းတို့ကိုယ်တိုင်ရွေးချယ်တာဖြစ်လေမင်းတို့ကတကယ်ရွေးချယ်တင်တာကဘာလဲဆိုရင် မဲရွေးကောက်ဘွဲကိုမင်းတို့ဒီဒိဋ္ဌိပါညာခေါ်ဆောင်လို့မဲရွေးကောက်ဘွဲကိုမင်းတို့ကိုယ်တိုင်တရားလုံးမဲမင်းတို့ကြိုက်တဲ့သူတွေအပြည်သူတွေပါလောင်မင်းတို့ကြိုက်တဲ့ကိုယ်စားလှယ်တွေပါလောင်မင်းတို့ဝိုင်းဝန်းပတ်ပိုးပြီးတော့လွတ်တော်ထဲရောက်သွားလို့ရှိရင်မင်းတို့ကိုယ်ကိုဒါကူညီနိုင်မဲလှုပ်ဆောင်နိုင်မဲပုံကိုယ်တွေလွတ်တော်ထဲမှာမင်းတို့လိုချင်တဲ့အိမ်မက်တွေကိုရောက်အောင်လို့ပို့ဆောင်ပေးရမှာနော်အဲ့အလေးတော့ကိုပိုင်းပြောခြင်းလေမင်းတို့ဘာပဲလှုပ်လှုပ်တရားနဲ့ညံနေတော့လှုပ်ပါအတိတရားတွေကိုဖြန့်ကျက်ပါနော်ဒါလိုမျိုးဆိုတာမင်းတို့မှောင်ပိတ်နေမှာဆိုရင်တဖြည်းဖြည်းနဲ့အမှောင်ငန်းနဲ့ရောက်သွားနိုင်မယ် ဒါလေးကိုကိုရပြောတင်တာအားလုံးမှာတဦးသားစင်တဦးသားစင်မရှိဘူးကိုပိုင်ကြီးကဘောမှလည်းမဟုတ်ဘူးပါတီဘက်ကလည်းမဟုတ်ဘူးအမှန်တရားလားဒါချပြတာဖြစ်တယ်။ငါညီတို့လည်းအတီတရားအညာပညာလေးတွေရရှိပြီးတော့မှမိမိတို့ဘဝတက်လန်းကိုအလုံးဆက်လုံးနိုင်ပါစေလို့ကိုပိုင်ကြီးဆုမကောင်းတောင်းပေးပါတယ်လူလာပြေပါစေငါညီတို့ရေ။